အင်္ဂလန်အတွက်ဂိုးအများဆုံးသွင်းယူထားတဲ့အာဆင်နယ်ကစားသမားအာဆင်နယ်တိုက်စစ်မှုစာကဝေးသိမ့်ကို3-0ဆိုတဲ့ရလနဲ့နိုင်ရခဲ့တဲ့ပွဲစဉ်မှာတကိုးသွင်းယူနိုင်ခဲ့တာကြောင့်မလို့အင်္ဂလန်သင်းအတွက်ဂိုးအများဆုံးသွင်းယူထားတဲ့အာဆင်နယ်တိုက်စစ်မှုအဖြစ်မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်ပါရီအသက်23နှစ်ရှိပြီဖြစ်တဲ့အာဆင်နယ်တိုက်စစ်မှုကအင်္ဂလန်အတွက်ပွဲကစားခွင့်ရတာ9နှစ်ပြည့်ဖို့အတွက်တရက်လိုမှာဝင်းတဲ့ပွဲစဉ်မှာပဲ73ဂိုးမြောက်ဂိုးကိုသွင်းယူနိုင်ခဲ့တာဖြစ်ပါရီ အဲ့ဒီကိုကြောင့်မလို့ညာတော်မန်ကစားသမားကအာဆင်နယ်ဂန်နဝင်ဂလစ်ဘတ်တင်ရဲ့စံချိန်ကိုကျော်ဖြတ်လာနိုင်ခဲ့ပါတယ်။ဘတ်တင်ဟာ၁၂ဂိုးနဲ့အာဆင်နယ်သမိုင်းမှာအင်္ဂလန်အတွက်ဂိုးအများဆုံးသွင်းယူထားတဲ့ကစားသမားဖြစ်ကာလရှည်ကြာရေးထိုးလာခဲ့တာပါ။ဒါမဲ့စာက2020ခုနှစ်အောက်တိုဘာလဝေးနဲ့ပွဲစဉ်ပထမအဦးဆုံးကစားပြီးတဲ့နောက်အင်္ဂလန်အတွက်ပွဲကစားတာ9နှစ်ပြည့်ဖို့အတွက်တရက်လိုမှာပဲတိုက်ဆိုင်စွာနဲ့ဝေးပွဲစဉ်မှာပဲဂိုးသွင်းပြီးတော့အင်္ဂလန်အတွက်ဂိုးအများဆုံးသွင်းယူထားတဲ့အာဆင်နယ်ကစားသမားဖြစ်တဲ့တမိုင်းမှာမှတ်တိုင်စိုက်ထူလာနိုင်ခဲ့ပါတယ် ။စာကားအင်္ဂလန်အတွက်45ပွဲကစားထားနေရမှာ73ဂိုးသွင်းထားနိုင်ပါတယ်။သူက2021ခုနှစ်ဇွန်လတုန်းကဩစတြေးလျနဲ့ပွဲမှာပထမဆုံးအင်္ဂလန်ဂိုးကိုသွင်းယူနိုင်ခဲ့ကြောင်းသိရပါတယ်။